ဟာလေလုယာရှီဥစွာဖျားသခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်။ချီးရတဲ့ညီကောင်မောင်တို့မအရောက်ချစ်စီတိုင်းမင်္ဂလာပါလို့ပြန်လည်ပြီးနှုတ်ခွန်းဆက်တလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါနော်။ဟုတ်ကဲ့ပါနေ့တိုင်းမှာအသက်ရှင်သောဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုစာငက်လက်အောက်စားခံယူနေကြတဲ့ညီကောင်မောင်တို့မအရောက်ချစ်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေ။ဟုတ်ကဲ့ပါကျမတို့ဒီနေ့တော့တရားသူကြီးမှတ်စာလေ့လာနေတာကျမတို့အပိုင်း၉ကိုရောက်လာပါပြီနော်။ ။တန်းချက်ကတော့တရားသူကြီးမတ်စာအခန်းကြီး3အပိုင်းငယ်7ကနေကျွန်တော်တို့31တိဆင်ခြင်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ခဏလေးစုတောင်းခြင်းနဲ့အစာပြုပါမယ်။အကယ်၍အတန်မကြားရတာနဲ့နဲ့ဆူညံတယ်လို့ဖြစ်ရင်ကျွန်မကိုပြောပြပါ။ဟိုက ဆက်မူထားရလို့လीเนาะဆိုတော့အရန်စဉ်ញိုင်တော့ကျွန်မတို့ပြောပေးပါလို့ကင်မရာထောင်းတာတွေလည်းနည်းနည်းတော့ခက်ခဲတဲ့အရာလေးတွေရှိတယ်အပြင်ရောက်နေလို့ပါဒီနေ့ဆရာဘုတ်တော့ပြင်းတွင်လာပါတယ်ဆိုတော့ဆရာတို့ရဲ့မူချိုចောင်းစင်ပွဲပေါ့เนาะဆိုတော့လာရင်းနဲ့ဆရာတို့ကိုလည်းလာတွေ့တာဖြစ်ပါတယ်ဒါကြောင့်ခဏနေဆရာတို့ကပြန်တော့မယ်เนาะလင်းရင်ကွင်းသွားတော့မယ်ဆိုတော့ နှုတ်ဆက်ခြင်းနဲ့ဒါကြောင့်ကျမတို့စောင့်နေတာဖြစ်ပါတယ်။ဒါကြောင့်မြ мян လေးနှုတ်ကပတ်တော်ဝင်ငါမယ်နော်။ဒါဆိုခဏလေးဆူတောင်းခြင်းနဲ့အစာပြုပါမယ်လို့ဆူတောင်းရအောင်နော်။ကျမ YouTube ဖုန်းမှာတိတ်ပြီးတော့အဆင်မပြေဘူးဖြစ်ထားပေါ့။ဟုတ်ကဲ့ပါဒါဆိုတော့ခဏလေးဆူတောင်းလိုက်မယ်နော်။ ဖျားသခင်ထာဝရဖျားကရုကျေးဇူးတင်တယ်ဒီကနေ့မှလည်းအသက်ရှင်သောဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုသာသမီတို့အတူတကွဆင်ခြင်ခွင့်ရမှာဖြစ်လို့ကျေးဇူးတင်တယ်အသက်ရှင်သောဝိညာဉ်တော်ဖျားဒီစီစံမှာလွတ်လပ်စွာလှူရှားပါသမီးရဲ့နှုတ်ရှာကိုလည်းကိုရတိုင်းပိတ်သိပ်ပြီးကောင်းချီးပေးလျက်အသုံးပြုပါအွန်လိုင်းထဲကနှုတ်ကပတ်တော်ခံယူနေကြတဲ့ကိုရသားသမီးအယောက်ချစ်စီတိုင်းရဲ့အသက်တာထဲမှာလည်းနှုတ်ကပတ်တော်ရှင်းလင်းပြီးကောင်းချီးဖြစ်ရပါမယ်အကြောင်းကျေးဇူး တော်မူပါနှုတ်ကပတ်တော်စီတာမောက်လည်းဖြည့်ဆည်းမဲ့အရာအလုံးယေရှုနာမ၌ဖယ်ရှားပါရယ်ကျေးဇူးတော်ပေါင်းရည်တွက်ချီးမွမ်းရင်နှုတ်ကပတ်တော်အစပြုတဲ့အခါမှာတပါးရီတာတော်သခင်ယေရှုနာမ၌ဆုတောင်းဆက်ကအနေရင်အစပြုပါရယ်ဖခင်သခင်အာမင်ဟုတ်ကဲ့အဆင်ပြေတယ်လို့ပြောပြီးလို့ကျေးဇူးတင်တယ်နော်ဆိုတော့ကျမတို့တရားသူကြီးမဆာအခန်းကြီး၃ဘိုက်ငယ်၁၂ကနေ၃၁ထဲမှာတော့ ဣသရေလလူမျိုးတွေဟာတဲ့ဘုရားသခင်အရှိမသူစီရိုက်ပြတဲ့အတွက်ကြောင့်မောဘရှင်ဘရင်တဲ့နော်အေကလုံလက်ကိုတဲ့ဘုရားသခင်ကအလိုက်တာဖြစ်ပါတယ်တဲ့နော်16နှစ်ပတ်လုံးကြုံခံဖို့ရန်အတွက်ဘုရားသခင်ကရောင်းလိုက်တယ်အလိုက်တယ်ဘသူစီမှာလဲဆိုတော့မောဘရှင်ဘရင်စီမှာဖြစ်ပါတယ်အဲ့ဒါပြီးတဲ့အခါမှာ သူတို့ဟာဘုရားသခင်ကိုအော်ဟစ်တဲ့အခါမှာတဲ့ဘုရားသခင်ကအေဟုတကိုပေါ်ထွက်စေပါတယ်။အဲ့တော့အေဟုတဆိုတော့လက်ရလက်ယုံဤတာပေါ့နော်။ဆိုတော့လက်ရလက်ယုံဤတာလို့အဓိပ္ပာယ်ရပါတယ်။အဲ့တော့အဲ့ဒီအေဟုတကိုဘုရားသခင်ကပေါ်ထွက်စေတာဖြစ်ပါတယ်။ဒါနဲ့အေဟုဒဟာတနေ့တော့မောဘရှင်ဘီရေအေကလုံစီကိုလက်ဆောင်ပစ္စည်းတွေနဲ့တွားခဲ့ပါတယ် ဆိုတော့ဒီအေကလုံကနော်မောဘရှင်ဘရင်ကအလွန်ပင်ဝတဲ့သူလည်းဖြစ်တယ်တဲ့အဲ့တော့ပလင်ပေါ်မှာဖိမ့်ဖိမ့်ကြီးထိုင်နေမှာပေါ့နော်ထိုင်နေရင်းနဲ့အဲ့မှာအေဟူတာသူ့ရဲ့အဖွဲ့ရင်းနဲ့လက်ဆောင်ပေးဖို့ဆိုတော့အိုးမူမတ်တရားလည်းစိတ်ဖြောင်ပြီးလွတ်လိုက်တာပေါ့နော်ဒါနဲ့အဲ့မှာရောက်သွားတယ်ရောက်သွားတဲ့ခါကျလက်ဆောင်တော်တွေပေးပြီးတော့မှအေဟူတာရဲ့အဖွဲ့ကပြန်သွားတယ်ပြန်တဲ့အခါမှာအေဟူတာကပြောလဲဆိုတော့ရှင်ဘရင်ကိုတိတ်ဆိတ်စွာနဲ့ เนาะသူပြောเสียရှိပါတယ်။အာဒါဆိုလို့ရှင်တော့เนาะရှင်ဘီကလည်းတည်င်းတစ်ခုခုပါမယ်ချင်နေဒါနဲ့ထာဝရဖျားရဲ့အမိတ်เนาะပါပါတယ်ဆိုပြီးတော့အေဟုဒါဟာเนาะဒီမောဘပရင်စီသွားကလေးကသူ့ရဲ့ပေါင်မှာသူကတန်လျက်ကိုเนาะအဝတ်နဲ့တခါတည်းခြီးပြီးယူသွားတာဖြစ်တယ်ဟိုကလည်းလက်ဆောင်ကိုပဲမှတ်တဲ့အခါကျတော့เนาะဟိုသူ့ကိုရန်လို့မလားပါလားမစင်းစားတော့ဘူးမောပါရှင်ပြီ ဒါနဲ့တန်လျက်ကိုထုတ်ပြီးတော့မှเนาะတခါတယ်အဲ1 byte ကိုထိုးပလိုက်တာဖြစ်တယ်เนาะဆိုတော့အဲ့ဒီမှာအထိုးတဲ့ခါမှာအယိုးထဲမှာထိမြုပ်ဝင်နေเนาะဒီမှာအယိုးနဲ့တကွာတန်လျက်မြုပ်ဝင်ရွေးတယ်1ထဲကမထုတ်နိုင်အောင် စီဥသည်တန်လျက်ကိုလွှမ်းလျက်ချင်းသူလဲထွက်လဲရှိလေဤဆိုတော့ဓာတ်နဲ့တခါတည်းထိုးတက်လိုက်တယ်ထူးခြားတာကတော့အဲ့ဒီအေဟုဒဟာ ူကဘေတန်ဖြစ်တယ်တဲ့နော်ဆိုတော့ဘေတန်ဖြစ်တယ်ဆိုတာတွေးရတယ်ဒါနဲ့သူတက်ပြီးတော့မှအေးအေးဆေးဆေးသူထွက်သွားတယ်ကျောင်းနော်မူမတ်တရလည်းရှင်ဘရင်ကိုခေါ်မဲဆိုခေါ်တော့အော်တဲ့နှွေနန်းဆောင်မှာနေနေလားလားမသိဘူးနားနေလားမသိဘူးလွတ်ထားလိုက်သေးတယ်မခေါ်ဘူးနောက်မှခေါ်ခေါ်ခေါ်မရတော့တကားဖွင့်ကြည့်တဲ့ခါမှာတော့နော်သေသွားပြီဆိုတာတွေ့ရတယ်တဲ့ဒါနဲ့အေဟုဒာနေပြီးတော့သူ့ရဲ့အနောက်ကိုဣသရေလလူမျိုးတွေလိုက်ဖို့ရန်အတွက်သူကြီးညာတယ် သူ့နောက်ကိုလူတွေကလည်းလိုက်တယ်အဲ့ဒီခါမှာနော်ဆိုတော့ဒီမောပါအမျိုးတွေကိုသူကလူတတောင်းတတ်နိုင်ခဲ့တာဖြစ်တယ်ဆိုတော့နော်မောပါလူတွေထွက်ပြေးလို့မရအောင်ဂျော်ဒန်မြစ်ကူးရမောပါပြည်ကိုတွားတဲ့လမ်းမှာခါရဲစီတာပြီးတော့မှနော်ဘူးမှပြေးလို့မလွတ်အောင်လူတတောင်းလောက်ကိုတတ်နိုင်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့တဲ့ဣဒရီလာတိုင်းပြည်ကအနှစ်80တိုင်တိုင်တပီလုံးငင်းချမ်းနေတယ် ဒါကတော့ point လေးကို rotation လေးကျမအပြင်ရောက်နေတယ်ဆိုတော့ပြောပြလိုက်တာဖြစ်တယ်ဆိုတော့เนาะဒါကြောင့် ehuda ဟာဘာအမျိုးလဲညီကိုမောင်တို့ဒါလေးကိုဖြည့်ပေးပါအေဟုဒဟာဘာအမျိုးဖြစ်မလဲညီကိုမောင်တို့အပိုက်ငယ်15မှာတည်တည်ပါ ဆိုတော့အပိုင်ငယ်15မှာเนาะ verse 15မှာညီကောင်မတို့ကြည့်တဲ့အခါမှာတွေ့လိမ့်မယ်ဘင်းယမိန်အမျိုးဆိုပြီးတော့တွေ့ရပါတယ်။ဒါကြောင့်ဣသရီလအမျိုး12မျိုးထဲမှာဘင်းယမိန်အမျိုးဆိုတာကအငယ်ဆုံးဖြစ်တယ်နော်။ဒါကြောင့်ဒီချက်လေးကိုလည်းကျမတို့မှတ်ထားဖို့ဖြစ်တယ်။ပြီးရင်အပိုင်ငယ်73ရဲ့အောက်ဆုံးမှာနော်မောဘရှင်ဘီရင်ကဣသရီလလူတွေကိုလောက်ကြံပြီးတော့တဲ့စွန်ပလွန်မျိုးကိုတိုက်ယူတယ် ါဆိုရင်အဲ့ဒီဆွန်ပလွန်မျိုးဆိုတာကညီကောင်မတို့မတို့ဘယ်မျိုးဖြစ်မလဲเนาะဒါလေးဖြည့်ပေးပါဆွန်ပလွန်မျိုးဆိုတာဘယ်မျိုးဖြစ်မလဲเนาะကျမတို့ဒီချမ်းပိုက်လေးထဲမှာစနစ်ကနေ31ချဲမှာတိတိနဲ့အရာလေးပေါ့เนาะဆိုတော့အဲ့မှာဆွန်ပလွန်မျိုးဆိုတာပါတယ်ဒါသိရမယ်အေဟုတဟာဘင်းရမယ်အမျိုးဖြစ်တယ်ဒါလေးကိုလည်းသိရမယ်နော်ပြီးရင်သူဟာဘယ်တန်ဖြစ်တယ် ဒါပေမဲ့သူ့ရဲ့နာမည်ကတော့လက်ရလက်ယုံရဲ့သားတကယ်တော့သူဟာပေတန်ဒါပေမဲ့သူ့ရဲ့နာမည်အိဗေကလက်ရလက်ယုံရဲ့သားနော်ဆိုတော့သူ့ရဲ့မသက်ဆွမ်းနိုင်ခြင်းအလုံးဟာဖရာသခင်အားဖြင့်သက်ဆွမ်းနိုင်တယ်ဆိုတဲ့အိဗေလည်းဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီမှာစွန်ပလွန်မြို့နော်စွန်ပလွန်မြို့ဆိုတာကယေရိခေါမြို့ကိုပြောတာဖြစ်တယ်စံစာထဲမှာစွန်ပလွန်မြို့လို့ပါလာရင်အဲ့ဒါယေရိခေါမြို့ဖြစ်တယ်ဆိုတာကိုကျမတို့သိဖို့ရန်အတွက်ဖြစ်ပါတယ် အဲ့တော့18နှစ်ပတ်လုံးကျွန်ခံရတယ်ဣသရေလလူမျိုးတွေကနော်ဘုရားသခင်ကိုပြမားတဲ့အခါမှာအောတန်ရေလာလက်ထက်ပြီးသွားတဲ့အခါမှာ18နှစ်လုံးလုံးကျွန်ခံပြီးတော့မှဘုရားသခင်ကနော်ကျွန်တော်ဒီအေဟုဒါကိုပေါ်ထွက်စေပါတယ်ဒါဆိုရင်ဘာဖြစ်လို့ပေါ်ထွက်စေတာလဲဘုရားသခင်ကအပိုင်ငယ်15မှာပဲအဖြေဖြစ်ပါတယ်နောက်တပံထာဝရဘုရားကိုအော်ဟစ်တော့အခါတဲ့နော် ကဲတင်သောသခင်လက်ရလက်ကိုမတုံးတက်တဲ့ဘီယံမိန်အမျိုးဂေရတာအေဟုဒကို ပေါ်ထွန်းစေတော်မူ၏အာမင်အဲ့တော့ဣသရေလလူမျိုးတွေအော်ဟစ်တဲ့အခါမှာဘုရားသခင်ကကဲတင်မဲ့သူကိုစေလွတ်ပေးလိုက်တယ်ဆိုတဲ့အချက်ကိုတွေ့ရပါတယ်။ဒါကြောင့်သာဝရဘုရားကိုအော်ဟစ်လျက်ဆုတောင်းခြင်းဟာကဲတင်ခြင်းခံစားရမှာဖြစ်တယ်။ဒါကြောင့်ကျမတို့ဘဝတွေမှာ သင်ပါရီပြင်းမှန်းနေလဲ။ ဘယ်ပြဿနာတွေရင်ဆိုင်နေရလဲဘာတွေမောဟိုက်ပြီးတော့မှเนาะဘဝလမ်းဖြောက်တယ်လို့သင်ဘာတွေမွန့်ချက်ပြီးတော့မှခံစားနေရလဲเนาะဒီလိုပြဿနာတွေကြုံနေတာငါနှစ်တည်းရမ်းကြာနေပြီเนาะဆိုတော့ဣသရီလလူမျိုးတွေကတော့ session နဲ့เนาะတခါတည်းကြုံခံတဲ့ဘဝကိုရောက်နေတယ်ဒါပေမဲ့သူတို့ဘုရားသခင်ကိုအော်ဟစ်တဲ့အခါမှာဘုရားသခင်ကဲတင်တယ်ဒါကြောင့်တင်လဲပဲဘုရားသခင်ကိုဘယ်အမှုရာမှမစိုးအော်ဟစ်တဲ့တော်သူဖြစ်ဖို့ ဘုရားသခင်စီအတန်လွှင့်ပြီးသူဆူတောင်းပြီးတော့ဘုရားသခင်စီရင်ဖွင့်ပြီးလိုအပ်တဲ့အရာတွေကိုတောင်းလျှောက်ဖို့ရန်တွေ့ဖြစ်တယ်။ရှင်ယောဟန်14 13မှာ John chapter 14 verse 13မှာတော့သင်တို့ဒီငါဤနာမကိုအမိပြု၍ဆူတောင်းသည်မအတိုင်းငါပြုမိ။အကြောင်းမူကားခမဲတော်သည်တားတော်အဖြစ်ဘုံထင်ရှားတော်မီဘုံထင်ရှားတော်မူခြင်းရှိပြီးအကြောင်းဒီတဲ့။ Amen ရားသခင်နာမတော်သည်ပုံကြီးပါစေ။နှငါဤနာမကိုအမိပြုပြီးဆုတောင်းသမျှကိုပြုမယ်။မတဲခုန်ခုန်မှာတော့တောင်းကြလောတောင်းလေရလိမ့်မယ်။ဒါကြောင့်ဣသရေလလူမျိုးတွေဟာပင်မဆင်းရဲမှုတွေ16နှစ်ပတ်လုံးနော်သူတို့ရဲ့ဒုစရိုက်ကြောင့်ပါ။သူတို့ခံရပေမဲ့လေနောင်တနဲ့ဟစ်ခေါ်တဲ့အခါမှာဖယားသခင်ကတဲ့နော်သူတို့ကိုလူချင်းခွင့်ပေးတယ်ဆိုတဲ့အရာကိုတွေးရပါတယ် เนาะโอเคပါဒါကြောင့်ကျမတို့ရဲ့အတ္တမှာဆွတ်တောင်းခြင်းဟာအလွန်အရေးကြီးတယ်တင့်ဘဝရဲ့ပြဿနာတွေဝမ်းနဲ့ကြည်ကွဲမှုတင်မဖြေရှင်းနိုင်တဲ့ကိစ္စတွေဆွတ်တောင်းခြင်းနဲ့ကျမတို့ဖြတ်ကျော်လို့ရတယ်ဆွတ်တောင်းခြင်းဟာကျမတို့ရဲ့အဖြေဖြစ်တယ်ဆွတ်တောင်းတဲ့သူကိုဘုရားသခင်ကွဲကမယ်မဆမယ်ဆွတ်တောင်းတဲ့သူကလွတ်မြောက်ခြင်းဖြစ်တယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်တစ်ခါတလေမှာကျမတို့เนาะဆူတောင်းပြင်းနေသူတွေရှိတယ်။တန်းစာတော့ဖတ်ဆိုရင်တော့ဖတ်ကြတယ် ဆူတောင်းခြင်းကိုအလွန်ပြင်းတဲ့သူတွေရှိတယ်။ကျမတို့အသက်တာပြင်ဆင်ဖို့ဖြစ်တယ်။တချို့လဲဆူတောင်းရပါထူလာမှလဲဆိုပြီးပြောတဲ့လူတွေရှိတယ်။ကိုဆူပတောင်းခြင်းတိုင်းနော်။ဒါကြောင့်ဆူတောင်းခြင်းဟာကြည်ပါ16နှစ်ပတ်လုံးကြိုခံနေရတာတော့အဲ့ဒီဘုရားသခင်ကိုအော်ဟစ်ဆူတောင်းခြင်းအားဖြင့်ဘုရားသခင်ကနော်ကယ်တင်ပေးမဲ့သူကိုဘုရားသခင်ပို့ပေးတယ်ဆိုတဲ့အချက်ကိုတွေးရပါတယ်။ အဲ့တော့เนาะဆူတောင်းခြင်းဟာဘလောက်ထိအရေးပါတလဲเนาะကျမတို့တွေတွေ့ခွင့်စင်ချင်ခွင့်ရတယ်ဖျားခင်နာမတော်ဒီဘုံကြီးပါစေဒါကြောင့်မလို့เนาะ16နှစ်လုံးလုံးခံစားနေရတယ်ဆိုတော့ဩငါတို့တော့လမ်းမရှိတော့ပါဘူးเนาะမဖြစ်နိုင်တော့ပါဘူးဆိုတဲ့အနေထားပါဒါပေမဲ့ဆူတောင်းတဲ့အခါမှာမဖြစ်နိုင်ဘူးဆိုတာလည်းမရှိတော့ပိတ်ဆို့နေတဲ့เนาะတကားတွေအားလုံးပွင့်သွားစေတာအဲ့ဒီဆူတောင်းခြင်းဖြစ်တယ်ဆိုတဲ့အချက်ကိုတွေ့ရတယ်အဲ့တော့ နောက်တစ်ချက်ကတော့เนาะဘာလဲဆိုတော့ဘေးရမိန်အမျိုးဖြစ်တယ်ဣသရေလအမျိုးအแทမှာတကယ်တော့ဘာလဲဆိုတော့အငယ်ဆုံးအမျိုးဖြစ်ပါတယ်အဲ့တော့เนาะကိုကအငယ်ဆုံးဖြစ်နေပြီမဲ့လေအဲ့ဒီအငယ်ဆုံးသောသူแท้ကနေဖျားသခင်ကြီးသောအမှုကိုပြုနိုင်တယ်ဆိုတဲ့အချက်ကိုလည်းတွေ့ရတယ်ဖျားသခင်နာမတော်ဒီပုံကြီးပါစေအငယ်ဆုံးဖြစ်ပေမဲ့လည်းတော့အော်အမျိုးထဲမှာငါတော့အငယ်ဆုံးပဲနောက်ဆုံးပဲเนาะအရှိရလူတွေလောက်ပါစေ တနည်းအားဖြင့်ပြောမယ်ဆိုရင်အော်ငါတော့နော်ပညာငါမှအလောက်မှမရှိတာငါမှငွေရေးကြေးအလောက်မှမရှိတာငါမှအရေးချင်းမှမရှိတာငါမိသားစုထဲမှာလည်းငါဘာမှမမဟုတ်တာကျမတို့ကအကြံဖန်ပြီးတိမ်ငယ်တက်တဲ့သူတွေဖြစ်တယ်နော်အဲ့တော့ဒီမှာ BMA အမျိုးဆိုရင်လည်းအော်ငါတို့ကအမျိုးထဲမှာအငယ်ဆုံးမျိုးပါလေ နော်ငါတို့ဘာမှမဟုတ်ပါဘူးလေတချို့ကအဲ့လိုမျိုးရှိတယ်ဆိုတော့တိမ်ငယ်တက်တဲ့လူတွေပေါ့နော်ဆိုတော့တခါတလေမှလည်းကျမတို့တွေကဟုတ်ပါတယ်ငါဘာမှမတက်နိုင်ပါဘူးလို့ထင်နေပေမဲ့လည်းဒီနေ့မှအားပေးခြင်းနဲ့အငယ်ဆုံးသောသူဖြစ်ပေမဲ့လည်းကြီးသောအမှုကိုကျူနိုင်သောသူတွေဖြစ်တယ်ဘသူအားဖြင့်လည်းယေရှုခရစ်တော်အားဖြင့်ဖြစ်ပါတယ်။အာမင်။ကျမတို့အားနည်းတဲ့အရာကလေဘုရားသခင်ဘုန်းထွေရှာဖို့ဖြစ်တယ်။ဒီကနေ့သင်ပေအပိုင်းမှာသင်အားနည်းနေတယ်လေ ဘာမှအသုံးမဝင်တော့ဘူးလို့ဒီမှခံစားနေ။အရှာရောင်လာငါတော့နောက်ဆုံးမှပဲ။ငါဘယ်နှမလဲအသုံးမဝင်မှလား။ငါလိုလူကဘာလုံးနိုင်မှလဲလို့ဒီမှထင်နေ။ဒီနေ့တင့်ရဲ့အားနည်းချက်တွေတင်မြင်နေတဲ့ဆိုရင်အဲ့ဒီအားနည်းချက်အားဖြင့်ဘုရားဘုံထင်ရှားမယ်။အာမင်။ဟုတ်တယ်။ရေအိုးတိုးအိုးမှတော့ရေဖြည့်တယ်။ပြည့်နေထပ်ဖြည့်စရာမှမရှိတော့ပဲ။နော်ဒါကြောင့်ကျမတို့ရဲ့အားနည်းချက်တွေလိုအပ်ချက်တွေရှိနေတာဖခင်ဘုံထင်ရှားဖို့ဆိုတာကျမတို့သိဖို့ရတဲ့အတွက်ဖြစ်တယ် နေကောခန်းကြီးဆက်နဲ့အပိုက်ငယ်ကိုဖတ်ပါမယ် second corinthian chapter 12 verse 9ဒါလေးဖတ်ပြီးအဆုံးသတ်မယ်ကျတော့ جماعه ကဇလန်းလေးကိုအတူချုံးပဲပြောလိုက်ရတယ်ကျတော့ညီကောင်မောင်တို့ကတေးချပြန်ဖတ်ပါเนาะပြီးတော့မှအစနစ်တကျအလေးနဲ့เนาะဘယ်နဲ့နှွန့်ခံရတယ်เนาะဘလို့သွားတိုက်လိုက်တယ်เนาะပြီးသွားလို့ရှိရင် တိုင်ပြီးဟာအနှစ်80အေဂျင့်နဲ့ဒါလေးတွေပေါ့နော်တဆူတဲ့ကိုစူးစီးရမယ့်အရာလေးကိုညီကောင်မတို့တို့စူးစီးပြီးတော့မှဒီနှစ်ချက်လေးခွာယူသွားတာကိုကြံကိုကားလေးနဲ့မှတ်ထားပေးပါဘာလို့ဆိုတော့ဆရာတို့ကလည်းလီရင်ကွေးသွားတော့မယ်ဆိုတော့ကျမကိုပြန်ဆောင်လဲအဆင်မပြေဘူးလीเนาะဆိုတော့ကျမလည်းနှုတ်ဆက်ခြင်းနဲ့ဒါကြောင့်မလို့ပါနစ်ကောခန်းကြီးဆက်နှစ်အပိုက်ငယ်ကိုမှငါကျေးဇူးသည်တင်ဖို့လောက်ပေ၏ငါတကူသည်အာနေချင်းအဖြစ်၌စုံလင်တတ်သည်ဟုမိန်တော်မူ၏ တမန်တော်ရှင်ဘောလူကမကြမ်းမမာခန်းစားနေတော့အငငယ်မှာပဲနော်ငါအများကြီးလှုပ်ချင်တယ်မလှုပ်နိုင်ပါလားဟာငါလို့ဒီလိုမကြမ်းမကြီးမကောင်းမှုနဲ့ဘလို့အမှုတော်များမှာအစိတ်ခံမလဲရှိမှာပဲဒါပေမဲ့ဘုရားသခင်ပြောတယ်ငါဂျေဆုကတင်ဖို့လောက်တယ်ငါတကူကလည်းအာနေချင်းဖြစ်နိုင်စုံလင်နေတကယ်မှန်ပါတယ်ကျမလဲဘေးနာတာဖြစ်ခဲ့တယ်နော်လဲချောင်းပြုံရအောင် အရာကောင်းကောင်းမဟုတ်နိုင်ခင်ဒါမဲ့လေဖျားခင်ရဲ့ကျေးဇူးတော်ကကျမမှာလုံလောက်လျက်ဖြစ်ပါတယ်ဆိုတော့ကျမတရားဟောနေတိုင်းမပြတ်ခဲ့ဘူးเนาะခုတော့ကျေးဇူးတော်ကြောင့်တတ်တာတယ်ဖျားသခင်လုံကောင်းမြတ်ပါတယ်ဒါကြောင့်ငါတကူသည်အားနေခြင်းဖြစ်နိုင်ဆုံးလေတတ်သည်ဟုမိန့်တော်မူ၏ထို့ကြောင့်ခရစ်တော်ဤတကူသည်ငါပေါ်၌ကျင်းဝင်မိအကြောင်းငါကို၌အားနေခြင်းဖြစ်ကိုဝမ်းမြောက်သောစိတ်နဲ့ဝါကြွားခြင်းကတာ၍ငါအလိုရှိ၏ငါမှာအားနေခြင်းဖြစ်နေတဲ့အရာတွေ ယခုတော့တဲ့ဘာဖြစ်လဲဝမ်းမြောက်ခြင်းစိတ်နဲ့ငါဝါကြွမယ်ငါအားနေတယ်ဟုတ်တယ်ဒါပေမဲ့ခရစ်တော်ရဲ့တကူထင်ရှားတယ်ခရစ်တော်ရဲ့တကူငါပေါ်မှာကျင်းဝတ်တယ်ဆိုတာထင်ရှားတယ်မကျမ်းမာတော့တရားဟောဖို့ခက်မယ်အမှုတော်မြတ်မှာသွာလာဖို့ခက်မယ်ဒါပေမဲ့အဲ့ဒီအားနေတဲ့အရာလူတိုင်းသိပေမဲ့လဲအမှုတော်ထဲမှာမပြတ်ဘူးတရားဟောနိုင်တယ်အစေခံနိုင်တယ် အဲ့ဒါပါပြောလို့လေခရစ်တော်ရဲ့ဘုံတကူဟာငါပေါ်မှာတက်ရောက်နေတယ်တဲ့တမန်တော်ရှင်ဘောလူကဒါကြောင့်ငါအာနေခြင်းအဖြစ်တူတော်မှလေတဲ့ငါကတဲ့ဝါကြွားပလိုက်မယ်နော်ငါအာနေတယ်ဟုတ်တယ်ဒါမှလေအဲ့ဒီအာနေခြင်းဟာဖယားဘုံထင်ရှားတဲ့ခြေစမ်းကိုရရဲ့တကူငါပေါ်မှာချိန်ဝင်နေတဲ့ခြေစမ်းဆိုပြီးတော့တဲ့ဝါကြွားဖို့ပဲအလိုတော်ရှိတော်တယ်တဲ့အာမင်ဒါကြောင့်နော်ကိုရဲ့အာနေချက်တွေတိမ်ငယ်ချက်တွေနဲ့စိတ်တက်ကြနေတာမဟုတ်ဘူးတချို့အသက်ကြီးလို့ငါဖယားကြောင့်သွားနိုင်ဘူး ဒါပေမဲ့တချို့လည်းဖះเจ้าကိုမပြတ်တဲ့ရောက်နေတယ်။ဟာလေလုယ။အဲ့ဒါဖះပုံမဲဒူးနာတယ်။ဒါပေမဲ့ဖះเจ้าနဲ့မှရောက်နေတယ်။ဘာဖြစ်လို့လဲ။ဖះရဲ့ဘုံဟာတက်ရောက်နေတဲ့အတွက်ကြောင့်ဖះရဲ့တကိုးတော်နဲ့ကိုတော်ပေးတဲ့ခွန်အားနဲ့ဗိမ္မာန်တော်ဝါနိုင်။မကြမ်းမမခံစားနေပေမဲ့အမှုတော်မြတ်ထဲမှာတစ္ဆာရှိရှိအစေခံနိုင်တယ်။ဘာကြောင့်လဲ။ကိုတော်ပေးတဲ့ခွန်အားနဲ့ဟာသူကဖြစ်တော့ဘာမှမတော်မတက်ဘူး။ဒါပေမဲ့ကြည်စမ်းမအောင်အခုဖះတအားတုံးနေတယ်ကိုတော်ဘုံထင်ရှားတယ်။ ဒါကြောင့်ကျမတို့ရဲ့အားနည်းတဲ့အရာတွေဟာကိုရောရဲ့တကိုးတော်အားဖြင့်ပြန်လဲတဆွမ်းနိုင်ပြီးဖရာဘုံထင်ရှားမယ်။နော်အေဟုဒဟာဘိယံမိန်မျိုးသို့တော်လဲဖရာသခင်ရဲ့ဝိညာဉ်တော်သူ့ပေါ်တက်ရောက်လာတဲ့အခါမှာအားငယ်တဲ့အမျိုးဖြစ်တဲ့နော်အငယ်ဆုံးသောအမျိုးဖြစ်ပေမဲ့ဖရာသခင်ရဲ့တကိုးတော်သူ့ပေါ်တက်ရောက်တဲ့အခါမှာဆစ်ရှစ်နှစ်ပတ်လုံးကြိုခံနေရတဲ့လူမျိုးတစ်စုလုံးကိုကယ်တင်နိုင်တဲ့လူဖြစ်သွားတယ်။တက်ရောက်သေးနဲ့နော်ဒီလောက်ဆိုးပါတယ်ဆိုတော့ဆစ်ရှစ်နှစ်လောက်အုပ်ချုပ်ထားနိုင်တဲ့ အဲ့ဒီမောပါဘယင်ကိုလည်းเนาะရှင်းနိုင်ခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်အားနေတဲ့သူဖြစ်ပေမဲ့လည်းဘုရားသခင်အလုံးလုံးလိုက်ရင်အားကြီးတော်သူဖြစ်လာတယ်။ဒါကြောင့်အားနေခြင်းနေဟာလည်းခရစ်တော်နဲ့သာတွားမယ်ဆိုရင်ဝမ်းမြောက်စရာတွေပဲ။ဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေ။ကျမတို့အမျိုးသမီးတွေလည်းငှားမျိုးသမီးဖြစ်လို့ဆိုတိမ်ငယ်တဲ့ကာလရှိခဲ့ဘူးပါတယ်။ယောက်ျားလေးဖြစ်တော့တာရွေးမှုတော့ဆောင်းနိုင်ပါပဲလို့စဉ်းစားခဲ့ပေမဲ့အခုအမျိုးသမီးဖြစ်ခြင်းကအယောင်မမြောက်တဲ့ နော်ဝါကြွားတက်လာတယ်ဘာလို့လဲအမျိုးသမီးဖြစ်ပေမဲ့ငါ့ဘော်မှာဖယားသခင်ရဲ့ဝိညာဉ်တော်တက်ရောက်တော့ကြစ်စံဖယားသခင်အမှုပြုတော့အာကြီးတော်သူဖြစ်နေတယ်ဆိုပြီးတော့အယံဝမ်းမြောက်တယ်ဗောနော်တောက်စုံဝိညာဉ်နေပြောင်းလဲတယ်ပြုစုခွင့်ရတယ်နှစ်ချင်းနေပေးခွင့်ရတယ်ဖယားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းတယ်ဒါကြောင့်အားနည်းတဲ့သူဖြစ်ပေမဲ့လည်းခရစ်တော်အားဖြင့်ဝါကြွားဝမ်းမြောက်ပြီးတော့အာကြီးတော်သူများဖြစ်ခွင့်ရတယ် ကိုတော့ဘုံတော့ထင်ရှားတယ်ဆိုတော့အကြောင်းလေးကိုအနှဲငယ်ပေါ့နော်ဒီနေ့တော့ဝေငါတက်သေးခံကျမာတယ်အားလုံးဖျားသခင်ကောင်းချီးပေးပါစေဒါဆိုဆုတောင်းခြင်းနဲ့အဆုံးသတ်မယ်နော်ဆုတောင်းပါမယ်ဖျားတခင်သာဝရဖျားကိုယ်တော်ကျေးဇူးတင်နေကိုရောရဲ့နှုတ်ကပတ်တော်ကိုရတဲ့အချိန်လေးရောက်တဲ့နေရာရှိတဲ့နေရာကနေ ပြီးတော့မှတက်တေခံပြရပါတယ်ကျေးဇူးတင်နေဒါတပီတော့အတူတကွဆွေးနွေးခွင့်ရပါတယ်ဖျားခင်ကျေးဇူးတော်ကိုချီးမွမ်းတယ် နှုတ်ခတ်တော်အနှဲငယ်ဖြစ်တော်လဲကြားနာလိုက်တဲ့ကိုရော့သားသမီးအရောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာနှုတ်ခတ်တော်ရှင်လင်းပြီးကောင်းကြီးဖြစ်စေတော်မူပါကိုရော့ဖျားကိုသိကျေးဇူးတင်ပါတယ်ဒီနေ့ကြားနာလိုက်တဲ့လူတိုင်းမဲ့အသက်တပတ်ခွန်အားဖြစ်စေဖို့ကောင်းကြီးဖြစ်စေဖို့ဝိညာဉ်တော်ဖျားဆက်လက်ပြီးတော့အလုပ်လုပ်ပါနှုတ်ခတ်တော်အနှဲငယ်ဖြစ်တော်လဲတလုံးလေးပဲကြားကြားတံမိုးမဖြစ်နိုင်အောင်တံမိုးကြီးမှလုံးလာတာဖြစ်တယ်ဒါကြောင့်ကိုရတော်သားသမီးရောက်ချစ်စတဲ့နှုတ်ကပတ်တော်အားဖြင့်ကောင်းချီးဖျက်ပါမယ်။ကြောင့်ကျေးဇူးပြုပါ ေဇူးတော်ပေါ့ရေတွားချီမွန်ရေနှုတ်ကပတ်တော်အဆုံးသက်တဲ့အခါမှာဓမ္မရီတာတော်သခင်ယေရှုနာမ၌ဆုတောင်းဆက်ကဲ့အနံ့ရင်အဆုံးသက်ပါတဲ့အဖဖရားသခင်အာမင်အာမင်ယေဇူးတင်ပါတယ်အားလုံးပဲဖရားသခင်ကောင်းချီးပေးပါစေအဲ့တော့နာမည်တွေလည်းမလုံးဆက်နိုင်တော့ဘူးကျွန်တော်မနေ့ကတော့ Sunday နော်ကျွန်တော်တို့အတင်းတော့3နာရီမှ live stream ပေးမှာဖြစ်ပါတယ်ဒါကြောင့်အတင်းတော့အစီအစဉ်မှာအားဖြစ်ပါဝင်ဖို့အားလုံးယေရှုနာမ၌ခေါ်ဖိတ်ပါတယ်အိမ်ရောက်မှပဲကျွန်မ comment လေးတွေပြန်ပြီးတော့မှ တ်ပါမယ်เนาะ comment လေးတွေပြန်ကြည့်ပါမယ်ဆိုတော့ကျေးဇူးလည်းအများကြီးတင်တယ်အနှဲငယ်ဖြစ်တော့လဲအားလုံးနှုတ်ကပတ်တော်ခံယူပေးလို့ကျေးဇူးတင်တယ်ဆိုတော့တစုံတစ်ခုတော့ကောင်းကြီးဖြစ်မယ်လို့ယုံပါတယ်ဒါကြောင့်ဆရာတို့လည်းတွားဖို့စောင့်နေပြီဆိုတော့ကျွန်မ live ဆင်းလိုက်မယ်เนาะကျေးဇူးတင်တယ်အားလုံးပဲဖျားသခင်သာ၍ကောင်းကြီးပေးပါစေ